မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ တရုတ်ဆောင်ပီဒီအူအင်ရာဂျောဆင်အပအဝင်မင်းသားမင်းသမီးများကိုစစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲအတွက်မဲပေးရေးနဲ့ထောက်ခံပါဝင်ရေးလှုပ်ရှားမှုများမှာပါဝင်ခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့ရန်ကုန်မြို့မှာစစ်တပ်ကတရုတ်ဆောင်များအမှုပညာရှင်များကိုအတင်းအချက်ဖိအားပေးပြီးတော့ရွေးကောက်ပွဲထောက်ခံမဲပေးလှုပ်ရှားမှုများမှာရိုက်ကူးခိုင်းနေခြင်းဖြစ်ပြီးအဲ့ဒီလှုပ်ရှားမှုများမှာစစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ်တိယုတ်ဆောင်ပီတီဦးပိုက်တကောနဲ့အင်ဒရာကျော်စင်အပါအဝင်မင်းသားမင်းသမီးများကိုစစ်တပ်ကရိုက်ကူးရေးမှာပါဝင်တိယုတ်ဆောင်ခိုင်းထားတယ်လို့သိရပါတယ်စစ်တပ်ရဲ့အတူကြောင့်ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှုများမှာအကယ်ဒမီပီတီဦးအကယ်ဒမီဆိုင်းဆိုင်ခန်းလိုင်အကယ်ဒမီထွန်းတော်အကယ်ဒမီရွှေထူးညီနန္ဒာဟိန်ဝေယံပိုင်တကောအောင်ရဲလင်းအလင်းရောင်တိုင်ရောင်လွမ်းပိုင်ကျော်ထက်အောင်ထူးအောင် အကယ်ဒမီသောင်းရာဘိုအကယ်ဒမီခိုင်သိန်းကြီးအကယ်ဒမီအင်ဘရာဂျော်စင်အကယ်ဒမီစိုးပြေတစင်အကယ်ဒမီဖွဲဖွဲအကယ်ဒမီဝင်းမုံရွှေကြီးအကယ်ဒမီချောရတနာအကယ်ဒမီအင်းရသူအကယ်ဒမီရွှေမုံရီအကယ်ဒမီခင်ဝဲဝါမိုးဟေကိုရုံးဝတီလွင်မိုးပိုးမမီတာရတနာဘူတင်စာဝင့်ကျော်ဖူးစုံနော်ဖိုးအေထားစောင်းဝေကြီးမေမေပကြီးတဲဆုညေမေမီကိုကုန်နဲ့ရွှေမင်းသမီးတို့ကိုရိုက်ကူးရဲတွေမှာပါဝင်ရိုက်ကူးစေခြင်းဖြစ်တယ်လို့သိရပါတယ် အတုတ်လိုက် အတုတ်လိုက်သူတို့ရိုက်ကူးရေးတွေလုတ်ခိုင်းနေတာ policy ဇလန်းတွေလည်းအခုတောက်ရှောက်ကိုရိုက်ခိုင်းနေတယ်လူမင်းက director အဖြစ်နဲ့ပါဝင်ပြီးတော့လုတ်ပေးနေရတယ်အဲ့ဒီဇလန်းတွေလည်းမကြမီမှာထုတ်လွှင့်မယ်လို့သိရတယ်လို့အမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုထားပါတယ်အော်တိုဘလတ်30ရဲ့နေမှာအကြမ်းမဲ့စစ်ခွေးလောက်ခံပြန်ကြားရင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနကညွန်ကျုပ်အေးသွဲဆိုတဲ့ကောင်ကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူပြေဆုံးပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါရဖြတ်အလေးများစီယုံရည်များမှာပါဝင်သရုပ်ဆောင်ရမှာဖြစ်ကြောင်းလွန်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်သရုပ်ဆောင်များပါမကြံပါဝင်ရမှာဖြစ်ကြောင်းအကယ်၍ညင်းဆာမာကအထက်အမိတ်အရေးယူမယ်ဆိုပြီးတော့ဖီအာပေပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုမျိုးစစ်ခွေးတိုက်ရဲ့ဝါရဖြန့်နဲ့လှုပ်ရှားမှုများမှာပေါ်ဝင်လာရခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကထုတ်လွှင့်ပြသခဲ့တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလင်းများဝါရဖြန့်နဲ့ဇလန်းကို လူမှုကွန်ရက်ကနေတဆင့်ဝေဖန်လေဆိုပြီးတော့ Brighter Mighty ခေါ်တန်းခွန်းစော်ဇပ်ဖို့တိယုတ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုတ်နဲ့ဟာသာတိယုတ်ဆောင်အုံတိုင်းခေါ်ဇုံမြင် Brighter အောင်ချမ်းလူနဲ့ Brighter တက်လွင်ခေါ်ဇဘူထုံးတက်လွင်တို့ကိုစစ်ခွေးတက်ကဖမ်းဆီးထားပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့အမှုဖွင့်ထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပဲခူးအဆက်ရခိုင်မခွေးအဆက်နဲ့ရခိုင် AOD အဆက်တိုက်ပွဲများမှာစစ်ခွေးတွေဘက်ကအလန်းအဖြူထောင်းအလင်းဝဲသူဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်ပေါင်း82ဦးကို AA ဘက်ကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မခွေးတိုင်းအဆက်နဲ့ရခိုင် AOD တိုင်းအဆက်တို့မှာစစ်ကော်မရှင်ရဲ့ထိုးစစ်အများကိုအရခတ်တပ်တော်ကခုခံစစ်များနဲ့အတူတန်တန်ထိုးစစ်များနဲ့ အကောင်းဆုံးတုံ့ပြန်လျက်ရှိတယ်လို့သိရပါဗျ။စစ်ခွေးတိုက်ရဲ့မတရားသဖြင့်အတင်းအဓမ္မစူဆောင်းထားတဲ့စစ်မှုထမ်းများတပ်ဖွဲ့ဝင်တက်များဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲတိုက်ပွဲကျင်းပွားရာနေရာများကနေပြီးတော့အခွင့်အာဏာသာသလိုနေစဉ်နဲ့အမျှထွက်ပြေးနေကြတယ်လို့ပြောပါတယ်။ဒါအပြင်စစ်တပ်ဘက်ကစစ်ခွေးများကလည်းအလံဖြူထောင်းလက်နက်ချကအလင်းဝင်လျက်ရှိတယ်လို့ပြောပါတယ်။အလားတူပဲအချို့သောစစ်ခွေးဘက်ကတပ်ဖွဲ့ဝင်များကိုတိုက်ပွဲအတွင်းမှာလက်နက်နဲ့သို့မဟုတ်လက်နက်မရှိဘဲနဲ့လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့အေအေဘက်ကပြောဆိုထားပါတယ်။ အခုနဲ့နိုဝင်ဘာလ၈ရက်နေ့ကနေ၁၀ရက်နေ့အထိပဲခူးတန်းပထောင်းမြို့နယ်ကပ္ပစာ၁၆အနီးတိုက်ပွဲများအတွင်းကနေပြီးတော့စစ်တပ်ကအလံဖြူထောင်းတပ်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း၁၆ဦးအထိရှိခဲ့တယ်လို့ပြောပါရယ်။ဒါအပြင်အခြားသောစစ်နေပြည်တခုဖြစ်တဲ့ပဲခူးတန်းပထောင်းမြို့နယ်ရောင်ကျိုးချေးရွာအနီးလေးသားတောင်ပတ်ဝန်းကျင်အနီးကတိုက်ပွဲများကလည်းစစ်တပ်ကအလံဖြူထောင်းတပ်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း၁၀ဦးရှိတယ်လို့သိရပါရယ်။ နိုဝင်ဘာလ9ရက်နေ့ကလည်းဘကိုးတိုင်းဗရောင်းမြို့နယ်ကပ္ပစ16အနီးမှာရေဆိုင်တိုက်ပွဲတွေအတွင်းကစစ်တပ်ရဲ့ခမာယ363တိုက်ရင်ကစစ်သား၄ဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ10ရက်နေ့ကနေအီကန်ဗျူဟာဂုံးမှာရှိတဲ့ စစ်ခွေးတပ်ရဲ့အမတ်ကိုစစ်မီပြင်းစေးတပ်ရင်ခိုးလန်အခြေစိုက်တပ်ကတက်ချက်မျိုးမင်းထွန်းကအရခတပ်တော်ထံမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ဘလားတူပဲအော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်း AOD တိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကြီးရွာအနီးနယ်လေးနံနာမြို့နယ်ဆက်ဆက်ယိုချင်းလေကြီးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ခွေးတပ်ဘက်ကနေထွက်ပြေးလာပြီးတဲ့နောက်အေအေထံမှာဖမ်းဆီးခံရသူစစ်သားအယောက်20ကျော်နဲ့လက်နက်ကြအလင်းဝင်သူအယောက်20ကျော်အထိရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီစစ်သားများဟာခမရ၄ခမရ၅ခမရ၆ခမရ10ခလရ35ခလရ80အစရှိတဲ့တမ66လက်အောက်ခံတရင်များနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတရင်များဖြစ်ကြတယ်ခလရ63အိမ်မဲခလရ21ပသိမ်အစရှိတဲ့တရင်များကဖွဲ့ပြေးလာကြသူများနဲ့လက်နက်ချအလင်းဝင်ရောက်လာသူများဖြစ်တယ်လို့သိရပါတယ် အခုလိုအလေးဝင်ရောက်လာသူများနဲ့ဖန်ဆီးရမိတဲ့စစ်သားများအလုံးနီးပါးဟာအခုနဲ့အတွဲအတင်းအဓမ္မစစ်မှုတန်းပေါ်တာဆွဲခြင်းခံရတဲ့စစ်တင်တန်းဆင်းများဖြစ်ကြပြီးတော့အချို့ဟာအသက်16နဲ့မပြည့်သေးတဲ့သူများအထက်တန်းတက်နေကြတဲ့လူငယ်ကျောင်းသားများဖြစ်ကြကြောင်းတရေဟန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်းတက်မတော် TNL စုခွာမဲ့မုံမိတ်မျိုးကနေ ABSDF နဲ့ PDF တို့ကို KIA ကစီရေးကူညီမယ်လို့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံမိတ်မျိုးနယ်မှာ KIA တိုက်ရင်းများရှိပြီးတော့ ABSDF PDF သွင်းတဲ့အတူပူးတွဲလျက်ရှိတယ်လို့သိရပါတယ်။တပ်ပေါင်းစုအဖြစ်နဲ့အတူတူနေထိုင်ပြီးအခြေချထားတယ်လို့ပြောပါတယ်။ KINA နဲ့ DNL ကစုတ်ခွာမဲ့မိုးမိန်မြို့နယ်ပတ်သက်ပြီးတော့စီရေးအရာဆောင်ရွက်ရမှာရှိတော့လဲ ABSDF နဲ့ PDF တို့ရဲ့စီရေးလှုပ်ရှားမှုများလှုံ့ဆော်လာရင် KIA ကကူညီတော့မှာဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုလိုက်ပါတယ်။ မုံမိန်တို့နယ်ထဲမှာကျွန်တော်တို့ KIA တိုင်ရင်34ရှိပါတယ် KIA PDF တပ်ပေါင်းစုအတူတူနေကြတယ်အခြေချထားတယ်မုံမိန်တို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABS DM နဲ့ PDF တွေကိုတော့ KIA ကကုညီတာမျိုးရှိနိုင်တယ်လို့ဘုံကြီးနော်ဘူးကပြောပြထားပါတယ်မုံမိန် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမုံမိန် KIA မှာဖြစ်ပေါ်နေတဲ့အခြေအနေများအရာမိသောပင်အခက်ခဲနဲ့ကြုံတွေ့စေကမူ ပြည်သူနဲ့တသားတည်းရှိမှဖြစ်ကြောင်းပြောဆိုထားပါတယ်။ဒါအပြင်စစ်ကော်မရှင်လက်အောက်ကိုမကျစေရန်နဲ့တော်လိုင်းရေးအောင်မြင်မှုပန်းတိုင်းစီကိုအမြန်ဆုံးရောက်ရှိစေရန်တော်လိုင်းရေးညီနောင်မဟာမိတ်များနဲ့အတူပူးပေါင်းပြီးတော့အောင်မြင်မှုရတဲ့အထိဆက်လက်ပြီးတော့ခြေတက်သွားမှာဖြစ်ကြောင်းဂရိသစ္စာပြုထားပါတယ်။ DNL ကအော်တိုဘားလ29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စစ်ဆန်မှုနဲ့စစ်တပ်နဲ့အပြစ်ခတ်ရဲဆဲလိုက်ပြီးတော့မိုးမိတ်နဲ့မိုးကုတ်မျိုးများကနေပြန်လည်ဆုတ်ခွာမှာဖြစ်ကြောင်းပြတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အာနာသိန်းစစ်ခွေးတွေကြီးစိုးထားတဲ့မန္တလေးတိုင်းမင်းမြို့မှာဒီကနေ့မနက်ပိုင်း မြို့လေနိုင်စင်နားမှာရွှေဆိုင်တဆိုင်ဓမြတိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ဒီကနေ့မနေ့9နိုင်ကျော်အချိန်မှာမိမျိုးမြို့လေနိုင်စင်အနီးနားကရွှေဆိုင်တဆိုင်ဓမြတိုက်ခံရတာဖြစ်ပြီးတော့ဆိုင်လုံးကျုံရေးဝန်ထမ်းအမျိုးသားတဦးတေဆုံးလာမျိုးကန်တွေကဝိုင်းဖမ်းပေးလို့ဓမြအဖွဲ့တွေကတနတ်သမားတယောက်ကိုဖမ်းမိတယ်လို့မျိုးကန်တဦးကပြောပြထားပါတယ်။ဆိုင်ရဲ့လုံးကျုံရေးတည်သွားတယ်တဲ့။ဆိုင်ကဝန်ထမ်းတယောက်လည်းဒဏ်ရာရတယ်။တနတ်သမားကိုမိတယ်လို့ပြောတယ်။၃ယောက်ကတော့ထွက်ပြေးသွားတယ်လို့ ဘေးအနီးနားပတ်ဝန်းကျင်ကဒေသခံမျက်မြင်တဦးကအတိအပြုပြောကြားထားပါတယ်။ဓမြအဖွဲ့တွေကတယောက်ကိုဖမ်းမိပြီးတော့ပြင်ဆိုတလက်ကိုပါတိမ့်စီရမိခဲ့တယ်လို့စစ်ခွေးတွေကလည်းသတင်းဖြန့်ထားပါတယ်။ဓမြမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်ဝန်လုံးမှရှိတဲ့မျိုးတွေရွာတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့စစ်ခွေးတွေက မင်းမျိုးကိုဘုံမကျဲမိမရှို့တာကြောင့်စီးပွားရေးသမားတွေနဲ့ငွေကြေးတက်နိုင်တဲ့စစ်ပေးဆောင်တွေအပါအဝင်နိုင်ငံတော်မှာရှိတဲ့မြို့တွေရွာတွေကနေပြီးတော့မင်းမျိုးကိုပြောင်းရွှေ့နေထိုင်သူတွေများပြားလာပြီးမြို့ဟာအာဏာမသိငင်ကတည်းကနေထိုင်သူနှစ်ဆတဲ့များပြားလာတယ်လို့မင်းမျိုးကမြို့ကန်တွေကပြောပါတယ်မင်းမျိုးကိုလာရောက်သူတွေကိုစစ်ခွေးတွေကအဲစင်းတိုင်ခိုင်းပြီးတော့ငွေညစ်တာမျိုးတွေကိုလည်းလုံနေတယ်လို့ပြောပါတယ် စစ်အာဏာသိမ်းပြီးတဲ့နောက်မေမျိုးအပါဝင်မန္တလေးတိုင်းထဲမှာဓမြမှုလူရမှုခုံးမှုတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့ပြီးခဲ့တဲ့လပိုင်းကပဲမန္တလေးမြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ရွှေဆိုင်ဓမြတိုင်းမှုတွေကိုစစ်အုပ်စုကလက်တံမွေးထားတဲ့အောက်တန်းစားပြူစောထီးတွေကကျူးလွန်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာမြို့နယ်မောရောင်မြို့မှာစစ်ခွေးတပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတော့ မျိုးလုံးကျထောင်ချီတဲ့ပြည်သူများဟာခိုင်းနေပါနေဆက်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးတော့မောတောင်မျိုးပိုက်ကိုစစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်လာတယ်လို့သိရပါဗျ။ KNU ဦးဆောင်တဲ့တော်လိုင်းတပ်များကလည်းစစ်ခွေးတပ်ကိုပြန်လည်ခုခံတိုက်ခိုက်ရာကနေတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ နိုဝင်ဘာလ17ရက်နေ့နဲ့ဒီကနေ့နိုဝင်ဘာလ12ရက်နေ့အထိမောရောင်မြို့ပေါ်အထိတိုက်ပွဲများဖြစ်ပွားနေပြီးတော့မောရောင်မြို့ကမြို့လုံးကျွတ်ပြည်သူများဟာခိုင်းမြန်မာနယ်စပ်ဖိုင်အာနာပိုင်များစောင့်ကြပ်ထားတဲ့ဒန်စီခွန် gate အနီးကိုစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။တိုက်ပွဲတွေကနိုဝင်ဘာလ10ရက်နေ့ကစဖြစ်တာပါ။ စက်တည့်ရနေ့မှာအပြင်းထန်ဖြစ်တယ်အခုဒီနေ့လည်းဖြစ်နေတော့မယ်ဒီမနေ့6နိုင်ကစပြီးတော့ခလိုက်ရနှစ်နဲ့၄ကနေပြီးလက်နက်ကြီးတွေနဲ့တောက်လျှောက်ထုတ်နေတယ်ပြည်သူတွေခမရပြင်းနေရတာပေါ့စစ်တပ်ကစစ်ပင်းဆောင်ပြည်သူတွေတဲကအမျိုးသားတွေကိုထပ်ပြီးတော့ပေါ်တာဆွဲနေတယ်ဒေဇန်နာအထီကိုစစ်တပ်ကပေါ်တာလာဆွဲလို့အခုထိုင်းဘက်ကဂိတ်ကိုနည်းနည်းဟပေးပြီးလိုအပ်တာတွေကိုအကုန်ကူညီပေးနေပါတယ်မျိုးလုံးချုပ်ကိုတိမ်းဆောင်လာရတာအကုန်ကေးလာကြရတာလို့စစ်ပင်းဆောင်ပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် ဒီကနေ့မနက်ပိုင်းမှာလေမောတော်မျိုးပေါ်နဲ့အနီးပတ်ဝင်းချင်းမှာလက်နဲ့ကြီးလက်နဲ့ငယ်များနဲ့အပြန်လဲပြစ်ခတ်မှုများဖြစ်ပွားနေပြီးတော့စပေးဆောင်ပြည်သူများဟာစားနပ်ရိက္ခာအနှွေးတွေနဲ့စေဝါများလိုအပ်နေတယ်လို့သိရပါဗျ။ KNU ရဲ့ထုတ်ပြန်ချက်အရနိုဝင်ဘာလ10ရက်နေ့ကစပြီးတော့မောတော်နေဆန်းမှာရှိတဲ့အာနာသိအကြမ်းစစ်တပ်စခန်းရဲ့လက်နဲ့ကြီးပြစ်ခတ်မှုကြောင့်ဒေသခံများဟာယခုချိန်ထိဖွဲ့ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ အာနာတိတ်အကြမ်းဖက်စစ်ခွေးတပ်က၎င်းတို့ဆက်လက်အာနာတီမြင်နိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေများမှာအထုရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မကျင်းလို့ရန်အထူးကြိုးပမ်းလျက်ရှိတယ်လို့သိရပါဗျ။၎င်းတို့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေဖြစ်တဲ့ KNU ဘိတ်တဝဲခရိုင်အုပ်ချုပ်ရာဒေသများအတွင်းမှာရှိတဲ့ပြည်သူလူထုများအားအကြောက်တရားဖြစ်ပေါ်စေရန်ဒီရကြက်ရှိရှိနဲ့ပြည်သူတွေရှေ့ရနေရကိုတမင်တက်တက်လေချောင်းကနေဘုံကျဲတက်ခတ်ခြင်းလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းများမကြာခဏပြုလုပ်နေကြောင်းတရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအငြင်းဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ